ျွန်တော်ဖမ်းထားတာ နောက်တပွဲလို့သိတယ်နှစ်ဦးတော့ကျွန်တော်ပြပါတယ်ကျွန်တော်ဆရာဘူဝင်ကဆက်သေးတဲ့အဲ့6 4နှစ်မွေးဆက်ရှိရင်ပြပြီးသားမှဆိုကျွန်တော်နှစ်ဦးတည်းကပြပြီးတော့ဒီမှာကျွန်တော်ရေးထားပြီးခဲ့တယ်6 4နှစ်နဲ့4 3ညာ4 3ညာ3တော့ကျွန်တော်လာပြလိုက်သေးတယ်နော်ဒီ site တည်းကပဲကျွန်တော်4 3ညာ3ကိုကျွန်တော်ပြနှစ်ထဲမှာ4 3ညာ3နေအော်တိုလိုက်ပေါက်တော့ဒီနှစ်နောက်ပိတ်ဒီမှာနှစ်နောက်ပိတ် နှစ်နောက်ပိုင်းအောက်ဗရိတ်ခွန်နှစ်နောက်ပိုင်းအောက်ဗရိတ်ခွန်ဆိုပြီးကျွန်တော်ပြီးခဲ့တဲ့နှစ်ရက်သုံးရက်ကကျွန်တော်ပြရတယ်နော်ဒီ3ကိုနှစ်ထွက်လို့နှစ်နောက်ပိုင်းအောက်မှာဗရိတ်ခွန်နဲ့ဆိုပြီးကျွန်တော်၄တုံညာသုံးတော့ပြရဒီ site ကပဲပြရတယ်အဲ့ဒီထဲမှာကျွန်တော်နှစ်ဦးမှပြောခဲ့တယ်လေကိုထိတ်စီဗရိတ်ကိုတွေ့တနှစ်ကျော်နှစ်နှစ်ကျော်ဒီ၅လေးနှစ်ဆိုတဲ့ကဏ္ဍကြီးအရှိနှစ်နှစ်ကျော်ပါလေးခါငိန်နေကဏ္ဍတစ်ခွက်သူကလိုက်ပေါက်တာဟုတ် လေးခါငိမ့်နဲ့တခါဒီမှာတုံညာထိပ်ပရိတ်တုံညာရိုက်တယ်သူ့ရဲ့နှစ်နှစ်ကျော်မှာရှင်းနှစ်နှစ်ကျော်ကဒီလေးခါနဲ့ခဏတစ်ခွက်သူကလိုက်ပေါက်တာကျွန်တော်ကတုံညာထိပ်ပြီးပေါက်တယ်ဗျာအဲ့လိုတွေးလိုက်တယ်နော်ဒီမှာလဲကျွန်တော်ကအဲ့ဒီလိုပဲတုံညာထိပ်စီပြီးပေါက်တယ်လို့ပဲတွေးလိုက်တယ်အဲ့မှာအခုဘလို့ဖြစ်တုံးဆိုတော့သူကတိခါတုံညာခါ အခု6ခါအောက်ဆိုပြီးထည့်သွားသလားဗောလေနော်ဟောကျွန်တော်အဲ့တုန်းကပြောခဲ့တယ်တိထိတ်ပရိစ္ဆတ်တိလို့ရည်သူ့ရဲ့နှစ်နှစ်ကျော်မှာအဲ့ဒီတိထိတ်ပရိတ်တိဖြစ်တဲ့နှစ်တည်းက6ခါကနန်းတကွက်တည်းရှိတာနော်6ခါအဲ့တလုံးမရှိတာမရှိဘူး6ခါတလုံးမှကိုမရှိဘူးအဲ့တော့၄ခါကနန်းတကွက်စီနှစ်နှစ်ကျော်သူလိုက်ပေါက်မယ်ကျွန်တော်ကတုံညထိပ်ပေးဆိုပြီးဒီလိုကြီးထည့်တာအဲ့မှာသူထည့်သွားတာ၆လေးနှစ် ကမ်းကမကောင်းတော့မစစ်မိဘူးတွေ့တာကနှစ်နောက်ပိအောက်ကိုပဲလိုက်ကြည့်တာ哦နော်ကျွန်တော်တို့ကအဲ့တစ်ခါတစ်ခါတုံညက်ခါကိုးခါအောင်မကြည့်မိဘူးအဲ့လိုဖြစ်သွားတယ်အနည်းဦးတော့ကျွန်တော်ပြောထားခဲ့တယ်လျှောက်၄နှစ်ဆိုတော့မွေးဆိုင်ရှိတယ်ဆိုဒီမှာကျွန်တော်ရေးလဲရေးထားပြီးပါ ဒါပေမဲ့ဖမ်းလာတာလဲကျွန်တော်တို့ကဒီနေရာရောက်မှစဉ်းစားမယ်ပေါ့လေနောက်ဒီမှာတနေရာထည့်မယ်ပေါ့ကျွန်တော်နှစ်ပရိတ်ကိုင်းတာပဲဒါကျွန်တော်နှစ်ပရိတ်ကစားတဲ့ line ကိုဒီနှစ်ပရိတ်ကတာဇောင်းတက်เนาะသူသူကနေပြီးတော့တို့အကြိမ်ကြိုက်ပဲကျွန်တော်တို့ဒီနှစ်ပရိတ်ကဒီမှာနှစ်ပရိတ်ဇောင်းတက်အခုဒီနှစ်ပရိတ်ဒီဒီပွဲကိုနှစ်ပရိတ်ဆိုပြီးကျွန်တော်က393អော်ခိုင်းတာဟုတ်เนาะ393ဒီကနေអော်ခိုင်းတာနှစ်ပရိတ်နဲ့ အဲ့ဒီနှစ်ပရိတ်ကကျွန်တော်တို့ဒီမှာတစ်ထိတ်အောက်မှာပရိတ်နှစ်နှစ်ထိတ်အောက်မှာပရိတ်နှစ်တခါသုံးထိတ်အောက်မှာဒီမှာပရိတ်နှစ်ဆိုပြန်ပါလေနောက်တခါအဲ့ဒီပရိတ်နှစ်ကကျွန်တော်တို့ဒီသုံးလုံး4 6 7เนาะသူပြီးမှာပရိတ်7လို့ရတယ်သူကနေအောက်တဝဲကျော်လာရင်ဒီမှာ6 6 3ညနှစ်အဲ့ဒီနှစ်ကပရိတ်နှစ်လို့ရတယ်တခါဒီမှာ5 4 3ဆိုတော့နှစ်မို့လို့ဒီပြီးမှာပရိတ်နှစ်ဆိုပြန်ထည့်เนาะထည့်ပြီးတော့ ဒီနောက်ထောင်နှလုံးခွန်နဲ့ဗရိတ်တင်နဲ့ဝင်ရှစ်လို့ပြနောက်ထောင်နှလုံး၅နဲ့ဗရိတ်နှစ်နဲ့ခွန်လို့ပြเนาะရှစ်ပြီးတော့ခွန်အခုနောက်ထောင်နှလုံး၄နဲ့ဒီဗရိတ်နှစ်နဲ့မှာ6ဆိုတော့ကျွန်တော်ဒီမှာဗရိတ်နှစ်ကိုကျွန်တော်ထည့်အဲ့ဒီဗရိတ်နှစ်ကိုကျွန်တော်ပြန်ကြားကြိုက်တဲ့ကောင်ဆိုတော့3ည9သုံးတကွက်တည်းကျွန်တော်တို့စော်ခိုင်းတာပေါ့နောက်ဒါတွေကဗရိတ်နှစ်လိုင်းနေဒီမှာထက်သီး3လုံး10ထက်သီး3လုံး10ထက်သီး3လုံးက10 အဲ့ဒီတဆေတွေကဒီမှာတုံညာခါတုံညာခါတုံညာခါလို့ရိုက်ပြီးတော့ပရိနှစ်ခုပေါင်းတုံညာပရိနှစ်ခုတုံညာပရိနှစ်ခုတုံညာနော်ရှစ်ပရိနှစ်ပရိရှစ်ပရိနှစ်ပရိရှစ်ပရိနှစ်ပရိဆိုအဲ့နှစ်ပရိနှစ်ပရိနှစ်ပရိပေါ့ဗျာဒီမှာလည်းရှိတာပဲနှစ်ပရိနှစ်ပရိနှစ်ပရိဒီလိုဇောင်းစင်းနဲ့ကို30နဲ့ဆုံးတယ်ကျွန်တော်လည်းဒီမှာနှစ်ပရိနှစ်ပရိနှစ်ပရိနော်ကို30ထည့်ရှာလိုက်အဲ့နှစ်ပရိကသူကအဲ့ဒီမှာ၄ထိတ်နဲ့ပရိနှစ်၃ထိတ်နဲ့ပရိနှစ်၄ထိတ်နဲ့ပရိနှစ်ဆို ဘူးထက်နေ့ချာเอ่อနေ့လေး6เนาะနေ့လေး6ครับပြီးရောเนาะအဲ့ဒါနေ့ထိုင်တဲ့ပရိနှစ်ကိုကျွန်တော်မွေးကနန်းပါသွားတယ်ပေါ့နောက်အဲ့ဒီမှာကျွန်တော်တို့ဖက်စီ၄လုံးထောင်းเนาะဒီလိုပြောနေကြတယ်เนาะတော့ဒီ၄၄လုံးထောင်းတော့ခါသုံးလုံးခါ၄လုံးပေါင်းကြည့်လိုက်300ခွန်ခွန်300ဆိုတော့ဒီခါ၄လုံးပေါင်းလိုက် ပေါ်မလို့သူအမှဘရိတ်ခေါ်ဒီမှာငါထည့်စီ၄လုံးထောင်ချလိုက်တော့ခါ၄လုံးပေါင်းလိုက်ခါ၄လုံးပေါင်းလိုက်တဲ့အခါကျတော့သူကဟွန်တက်တော့၈၈၅ရဲ့ပေါင်း၃၃ရဲ့၆ရဲ့ပေါင်း၉ဝဲမှာဘရိတ်ကူးသွားအခုဒီနေရာမှာကျွန်တော်ကနှစ်ဘရိတ်ကိုင်းပြီးတော့เนาะကျွန်တော်တို့သုံးထည့်စီ၄လုံးထောင်လိုက်တော့ခါ၃လုံးပေါင်းခြင်းခါ၄လုံးပေါင်းခြင်းကသူကနှစ်ဖြစ်နေတာเนาะ၈ရဲ့၃ရဲ့၈၅နဲ့၉နဲ့เนาะ ွက်ခါလေးလုံးပေါင်းခြင်းသည်နှိပ်ဖြစ်နေလို့ကျွန်တော်တို့ကဒီနေရာမှာနှိပ်ပရိဆိုတဲ့နှိပ်ပရိကိုပြန်ကြဆိုတော့ရွေးတရာမှာမရှိပဲတကွက်သေးရှိတယ်အဲ့တော့ပြန်ကြအကြိုက်တဲ့ကောင်ဆိုတော့အဲပြောကောင်းမလဲ၃ည၉၃ည၈ကော၃အပိတ်ကောအကုန်လုံးစုံအောင်ရိုက်ဒါတွေကကျွန်တော်လိုင်းဘော်ကိုတင်မပေးတာဒီနှိပ်ပရိစိုက်တွေကကျွန်တော်တင်ပေးရင်လဲကျွန်တော်ကခဏငါ၉30ပဲထိုးခိုင်းမှာမလို့နော်ဒီနှိပ်ပရိနှိပ်ပရိနှိပ်ပရိ၃ချက်ကသူကတန်းလို့ရတယ် နော်ဒီမှာတုံညတွေတုံညတွေတုံညတွေရိုက်တာတုံညခါးတွေရိုက်တာပရိနှစ်ခုတုံညတုံညတွေရိုက်တာနော်နောက်ဒီ line တွေဒါအပေါ်အောက်ကိုရှုပ်ထားတာနော်အပေါ်ကဆင်းလာတဲ့ပရိနှစ်ကိုဒီအောက်ဆောင်ကတက်လာတဲ့နှစ်ပရိနဲ့ဒီကပြေးလာတဲ့နှစ်ပရိနှစ်ပရိနှစ်ပရိဆိုတာအဲဒါကနှစ်ဦးကကျွန်တော်ပြခဲ့တဲ့6 4နှစ်မွေးဆိုင်နော် ောက်လေးနဲ့မွေးဆိုင်ကအဲ့ကိုထိပ်ပရိကူလိုင်းနေရပဲနော်ကိုထိပ်ပရိကူတုံညာထိပ်ပရိတုံညာတစ်ထိပ်ပရိတစ်ကိုထိပ်ပရိကူအဲ့ဒီနှစ်ထဲက၄ခါနဲ့ကနမနေ့ကျော်ပေါ့နော်မတုံညာထိပ်ပရိတုံညာအဲ့ဒီနှစ်ထဲက၄ခါနဲ့ကနမနေ့ကျော်ပေါ့အခုဒီမှာတစ်ထိပ်ပရိတစ်အဲ့ဒီနှစ်ထဲမှာ၄ခါကြတဲ့ကနတကွက်သေးရှိတာဒီကနန်းဒီနှစ်နှစ်ကျော်ကျွန်တော်ဒီမှာထည့်ထားတာ ဒီနေရာမှာထွက်ရင်ဒီနေရာပေါ့ဗျာကျွန်တော်တို့ထိုးတဲ့နှစ်နေရာပဲရှိတာအခုသူကအစောကြီးကိုးခါအောက်လာထဲပေါ့နော်ဒီမှာ၃ညခါအောက်ထဲဒီမှာ၁ခါအောက်ထဲမပေါက်ဘူးမပေါက်ဘူးနော်ကျွန်တော်ပေါက်ဖို့လာလို့တာအဲ့နှစ်ဦးကမွေးကနန်းဆရာဘုံဝင်းကကျွန်တော်မမရရပြောလို့ပါကိုတဲတဲ့နှစ်လျှောက်လေးမွေးကနန်းရှိရင်ပြသမှာဗျာတဲ့အဲ့ကကနန်းမွေးကနန်းထားမလို့တဲ့ဘာရှိတယ်ကိုလို့ ဲ့ကောင်ကောင်းတယ်လို့လေးခါကနန်းတစ်ခွက်တည်းရှိတာလို့ဒီနေ့သေးပို့ပါအဲ့ဒါလေးခါတစ်လုံးပဲရှိတယ်ဒီနေ့အဲ့ကနန်းဒီပို့ဟုတ်တယ်ဟုတ်တယ်လို့နော်ဘယ်ကနန်းထွက်လာထွက်လာကျွန်တော်ရှိမှာစိုက်ကရှိတယ်ရှိပြီးတော့ကိုကျွန်တော်မှမပေါ့ဘူးနှစ်ပရိတ်ကြီးကျွန်တော်ကင်ထားပြီးတော့ပြန်ကြပဲစဉ်းစားတာနှစ်ပရိတ်နဲ့ပြန်ကြဆိုတကွက်သေးกว่าကို30နော်ဘယ်ပြည့်မလဲဆို အဲနေ့ပတိုက်ဆိုင်ကျွန်တော်မှရှိတယ်ကျွန်တော်ခုနကပြတော့ကျွန်တော်ရင်းနေတဲ့လူတွေဆိုရင်ကျွန်တော်ပို့ပါတယ်ကျွန်တော်ဆရာဦးကြည်တို့တော့ညာငါနှစ်ငါပြတော့ကျွန်တော်သူ့ကိုနေ့ပတိုက်ဆိုင်တွေပို့ပေးလိုက်တယ်အခုဒီနားမှာလွယ်လွယ်လေးဟုတ်နော်တို့ဒီနှစ်တွေဒီနှစ်တွေဒီနှစ်တွေဒီမှာ၄ထိတ်နဲ့၃ထိတ်နဲ့ဒီမှာ၂ထိတ်နဲ့ သူ့ဘေးမှာသူကငါ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 တုံညာတုံညာတုံညာတွေရိုက်ခဲ့တာဟုတ်နော်အဲ့ဒီတုံညာတွေကလည်းဒီအောက်မှာခုနကကျွန်တော်ပြောသူထွေးစီသုံးလုံးတုံညာတွေရိုက်ခဲ့အဲ့ဒီရှင်းနဲ့နှစ်နဲ့ကိုတုံညာဒီရှင်းနဲ့နှစ်နဲ့ကိုတုံညာဒီရှင်းနဲ့ဒီပရိတ်နှစ်နဲ့ကိုတုံညာလေးထိပ်သုံးထိပ်နှစ်ထိပ်နဲ့ပရိတ်နှစ်တကွက်ထဲထွက်တာနှစ်၄၆နော်နောက်ကွက်ပဲထွက်တာပေါ့ဗျာနှစ်ထိပ်စီနဲ့နော်ကံမပေးသေးတော့လေလွယ်လွယ်လေးကိုမရလိုက်ဘူးအဲ့ဒါခုနကျွန်တော်ပြတော့ရှင်းနှစ်30ရှင်းနှစ်30 ချင်းနှစ်ပြဆိုเนาะမတုံညာခါးတွေထည့်ခဲ့လို့သူကအပေါ်မှာလောက်ထားတာတွေခွန်ရှေ့၉လို့သွားတာတွေရှေ့ပေါင်း၅၄၃လို့သွားတာတွေသူက၃ကတ်လေးကိုပြေးနေတာအဲ့ဒီ၃ကတ်အပြေးလေးကိုကျွန်တော်သွားတွေ့တော့ဒါနှစ်ပရိတ်ပဲပြေးနိုင်တယ်ဆိုပြီးနှစ်ပရိတ်နဲ့ကိုကျွန်တော်တို့ကဒီကနန်းမဲ့ချပြန်ကြဆို့